ဟုတ်ကဲ့ပါစကိုင်းငလျင်ဒီကြောင့်အတက်အိုးရင်ညစွာဆုံရှုံပြက်စီးပြီးတော့လက်ရှိမှာလဲထိခိုက်မှုတွေအထက်သေးတွေဝင်ဆိုင်ကြုံနေနေရတယ်မြန်မာနိုင်ငံတောင်အစ္စလမ်ဘာသာဝင်တွေရဲ့အကြောင်းကိုဘာသာရေးကောင်းဆောင်တအုံးနဲ့ကျွန်တော်တို့တွေ့ဆုံမြင်မြန်သွားမှာပါကျွန်မကတော့မြင်မြန်တဲ့သူအမီဆန်ဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဆရာဆရာကဘယ်လိုပုံပုံမျိုးလဲဆိုတာကိုကျွန်တော်တို့ဒီဒီနဲ့ဒီပြည့်တက်တွေကိုအရင်မိတ်ဆက်ပေးပါအောင်ရှင်ဟုတ်မင်္ဂလာပါ အားလုံးပေါ်မှာအလောရှိမြတ်ဘက်ကနေငြင်းငြင်းသာယာမှုပေါင်းခါရောက်ကြပါသလိုဥသာဆုမောင်းမြတ်တာပို့တာပါတယ်ကျွန်တော်ကကျွန်တော်နာမည်စိုးနေဦးပါကျွန်တော်ကဒီစကိုင်းမှာရှိတဲ့ပလီတလုံးမှာ73နှစ်လောက်ကျွန်တော် ပလီဆရာတာဝန်ထမ်းဆောင်ခဲ့ပါတယ်ပြီးတော့ဒီအစ္စလမ်ဘာသာရေးအဖွဲ့အစည်းတစ်ခုမှာလည်းကျွန်တော်အာလီမီးယာဌာနမှုအဖြစ်အဲဒီ6နှစ်9နှစ်ဝန်းကျင်ပေါ့နော်အဲ့ဒီလောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ပြီးတော့ကျွန်တော်ဒီ ငင်းငယ်ရင်သဟဇာတာဖြစ်နေတဲ့ interface လုပ်ငန်းတွေကိုလည်းအဓိကကျွန်တော်တက်ကြွသွားပါဝင်လှုပ်ရှားပါဟုတ်ကဲ့ပါဆရာဒီစကိုင်းငယ်လေးလှုပ်ခတ်သွားတဲ့အချိန်ကဆိုလို့ရှိရင်အစ္စလမ်ဘာသာဝင်တွေအတွက်ကိုဟွာရင်းအဲဟွာရင်းဝတ်ပြုဆူတောင်းနေတဲ့အချိန်ဖြစ်တယ်လို့တစ်ဖက်မှာလည်းဗုဒ္ဓဘာသာဝင်ရဟန်းသာတန်ဃာတွေရဲ့စာမူရွေးဖြည့်တဲ့အချိန်ဖြစ်ရေပေါ့နော်ဆိုတော့အဲ့လိုမျိုးတိုက်တိုက်ဆိုင်ဆိုင်လှုပ်ခတ်လိုက်တဲ့ ထားကဆရာတို့ဘာသာရေးအဲရှူတောင်းအနေနဲ့ဆိုလို့ရှိရင်ဘလို့အမြင်ဘလို့အယူအဆတွေရှိပါတလေရှိဟုတ်ကျေးကျေးဇူးပါဗောနော်ငလင်တန်နဲ့ပတ်သက်ရင်တော့အစ္စလမ်ဓမ္မကဖြတ်ဆိုတဲ့အချက်တရားတော့အများကြီးရှိတယ်ဗောနော်ကျွန်တော်တို့အစ္စလာမ်ဓမ္မကတော့လူတွေရဲ့အကုသိုလ်တွေလူတွေရဲ့လောဘဒေါသတွေနော်လူတွေရဲ့ဒီလိုချင်တက်မှတ်မှုဇောတွေကြောင့်ဒါတွေဟာဖြစ်လာတယ်ပေါ့နော်။တနည်းပြောမယ်ဆိုရင်လူတွေရဲ့လောဘဒေါသမောဟတွေကြောင့် ဒီတဘောဘေးအန္တရာယ်တွေကပေါ်ပေါက်လာတယ်လို့အစ္စလာမ်ဓမ္မကလည်းဒီလိုရှုမြင်သုံးသပ်ပါတယ်။ဟုတ်ကဲ့ဆရာဒီလိုတပိုင်းရှိလို့တစ်ဖက်မှာကြောက်လဲအစိုးရအဆက်ဆက်ပေါ့နော်ဒီမြန်မာနိုင်ငံကအဲဗလီတွေနဲ့ပတ်သက်ပြီးတော့ဟောင်းနဲ့ယူရင်းနေနေတော့မှပဲအဲပြုပြင်ဖို့အဲကန့်တတ်တာထိန်းချုပ်တာတွေရဲ့အောက်မှာပေါ့နော်အခုလိုမျိုးကြုံလိုက်ရတဲ့အခါမျိုးကြတော့အဲဒီထိခိုက်မှုတွေကပိုပြီးတော့အထိနာတာတွေမဖြစ်နိုင်ဘူးလားဆရာဆရာအမှုဘယ်လိုရှိလဲ တဘာဘေးကနေရလဲတမျိုးပေါ့နော်ကျွန်တော်တို့ဒီသခိုင်းဒေတာကတော့ဒီငလျင်ကြောပေါ်ရှိတာဖြစ်တဲ့အတွက်ငလျင်နေလဲခဏခဏလှုပ်တယ်ပေါ့နော်နောက်တစ်ခုကဒီကျွန်တော်တို့ရဲ့ဗလီဝစ်ကြောင်းတော်တွေတာသနိကအဆောက်အဦတွေကနှစ်ပေါင်းများစွာဒီယူရင်းပျက်စီးနေတာတွေလည်းရှိတယ်။နောက်နှစ်တရာအ ਨੇ ဆုံးမရှိဘူးတော့နှစ်100 150 200ဝန်းကျင် ရှိတာအောင်နော်။ဒီခစ်ကာလကြာမြင့်တာလည်းပါတယ်လို့နောက်တစ်ခုကကျွန်တော်တို့ဗလီတွေကတော့ဆရာမတို့လည်းသိတဲ့အတိုင်းပဲ အားလုံးမြန်မာပြည်မှာရှိတဲ့တက်ကြွလှုပ်ရှားသူတွေနိုင်ငံရေးကိုဘာသာရေးလူမျိုးရေးအစွဲမရှိတဲ့သူအားလုံးသိပါတယ်မွတ်စလင်တွေရဲ့ဗလီဝဲကျောင်းတော်တွေကဆစ်အာနာရှင်အဆက်ဆက်ကကျွန်တော်တို့ပြုပြင်ခွင့်ထိမ့်သိမ့်ခွင့်ပေါ့နော်ဒါတွေမပေးခဲ့ဘူးပေါ့မပေးခဲ့ဘူးနောက်တစ်ခုကကျွန်တော်တို့ကကျွန်တော်တို့ဗလီဝဲကျောင်းတော်တွေဟောဗလီဝဲကျောင်းတော်တစ်ခုခုဟို ကျွန်တော်တို့ကตายအောင်လုပ်လို့မရဘူးဥမာကျွန်တော်တို့ဥပုပ်လာတွေရောက်ပြီဆိုရင်ဥပုပ်လာကာလဆိုရင်လူတော်တော်များများပလီလာကြတယ်ဗျာဆိုတော့ပလီလေးတွေကိုကျွန်တော်တို့ကလှလှပပဆင်မြန်းကျင်တယ်ဆိုတော့အဲ့လှလှပပဆိုတာဆေးလက်သုံးလို့မရဘူးထို့အတွက်ကြောင့်ကျွန်တော်တို့ကပလီကိုထုံးတုပ်ရင်တောင်မှပြဿနာလုပ်တယ်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ပလီတွေကိုအမိုးတွေပေါက်နေတယ်အဲ့ဒီအမိုးတွေပြိုအမိုးတွေမိုးရေတွေဆက်ဆက်ကြနေတယ်မိုးရေတွေတချို့ပလီတွေဆိုဒါလောက်ဟောကြနေတယ်အဲ့ဒါတွေလည်းကျွန်တော်တို့ပြင်လို့မရအောင် ပြင်ချိတ်ပိတ်ခံရတာမျိုးရှိတယ်စီပင်ကလာတားတာမျိုးရှိတယ်တချို့နေရာတွေဆိုရင်လှုပ်လျက်ကြီးဒီတိုင်းထားလိုက်ရတာမျိုးရှိတယ်တချို့နေရာတွေမှာဆိုရင်ပလီဝတ်ကြောင်းတော်အစအဆုံးပြီးပြီးသားပြုပြင်ပြီးသားကိုဘောလူသားနဲ့အစအဆုံးထိုးပြရတဲ့အခြေအနေတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဆရာမမေးတဲ့မေးခွန်းကိုဖြေရမယ်ဆိုရင်တော့ငလျင်တန်ကြောင့်လည်းပါတယ်နောက်တစ်ခုကဆရာနာရှင်ရဲ့နေရဲ့နှစ်ပေါင်းများစွာဒီဘာသာရေးအပေါ်မှာ လူမျိုးရေးအပေါ်မှာ ဒီခွဲခြားဆက်ဆံပြီးတော့ပြုပြင်ထိမ့်သိမ့်ခွင့်မပေးတဲ့အတွက်လည်းအခုလိုပြုပြတ်တဲ့အချိန်မှာပိုပြီးထိခိုက်တာပေါ့နော်ပိုပြီးထိခိုက်တဲ့နှစ်နှစ်ကြာနေတာတမျိုးနောက်တစ်ခုကတင်ပေါင်းများစွာပြုပြင်ထိမ့်သိမ့်ခွင့်မရတာတမျိုးပေါ့နော်အဲ့ဒီနှစ်မျိုးအပေါ်မှာကျွန်တော်တို့ကဒီအသက်တွေအများကြီးမပေးသင့်မပေးရတယ်အဆောက်အဦတွေကဆရာမတို့မြင်တဲ့အတိုင်းပဲလေးဘက်လေးလံအလုံးအုပ်ပုံဖြစ်သွားတာပဲလေနော်ဆိုတော့ပြုပြင်ထိမ့်သိမ့်ခွင့်ရှိတဲ့နေရာတွေဆိုရင်မပြတ်ဘူးဥမာဘုံဥမာရှိတယ်အလဲပလီဆိုတာရှိတယ် အလဲပလီမာအမျိုးသမီးဆောင်နှစ်ပေါင်းများစွာပလီမာကြီးကပြုပြင်ထိမ့်သိမ်းလိုက်နိုင်တယ်ပေါ့နော်အဲဒါလည်းဟိုတရားဝင်ဆိုတာတဲ့ကျွန်တော်တို့ဟိုနားလည်မှုတွေနော်အများကြီးကျွန်တော်တို့ပေးဆက်ပြီးတော့ပြုပြင်ထိမ့်သိမ်းရတာပေါ့နော်ဒါဒီ process တွေအများကြီးရှိတယ်ဗျာနော်ဟိုစာအုပ်ထဲမှာမရေးထားတဲ့ဥပဒေတွေအပေါ်မှာကျွန်တော်တို့ကလိုက်နာရတာတွေပေါ့နော်ဆိုတော့အဲ့ဒီလိုထိမ့်သိမ်းခွင့်ရတဲ့ပလီမာကြီးကဘာမှမဖြစ်ဖဲနဲ့အမျိုးသမီးဆောင်ကပြိုကျသွားတယ် တော့အမျိုးသမီးဆောင်ပြူကြတဲ့အချိန်မှာအမျိုးသားတွေကကယ်မယ်ဆိုသွားတဲ့အချိန်မှာအမျိုးသား6ယောက်ကအမျိုးသမီးဆောင်ပြီးတဲ့အထဲမှာပါသွားတယ်ဒါကတော့ဥပမာပေါ့နော်ဆိုတော့ဒါကြောင့်မို့ပြုပြင်ထိန်းသိမ်းခွင့်ရတဲ့နေရာတွေဒီပြူပြတ်တော်ညာလဲလူသေးတဲ့အထိမဖြစ်ဘူးပြူတော့ပြူတယ်သို့တော်လူမသေးသွားဘူးပြုပြင်ထိန်းသိမ်းခွင့်မရတဲ့နေရာတွေကျတော့လူသေးမှုတွေလည်းဖြစ်တယ်ထိကြိုက်သေးဆုံးမှုတွေဆုံးရှုံးမှုတွေလည်းအများကြီးဖြစ်ပါဟုတ်ဟုတ်ကဲ့ဆရာဟိုအရှိကဆရာပြောခဲ့တဲ့ဟာလေးကိုပြန်ကောက်ရမယ်ဆိုရင် အဲဒီနယ်နေကြောင့်အမျိုးတတိပလီမှာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဆောင်းနေပြုပြင်ကိုမရအောင်အဲအမျိုးသမီးဆောင်ပြုပြတဲ့အတွက်တရားဥပဒေကိုရင်းနေမှာလူသိဆုံးမှုထပ်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲအဲ့ဒီပလီမှာပေါ့အမျိုးသမီးတွေ ဒီဝိပုစုတောင်းဖို့နေရာကအကျင်းမြောင်းနေအစတဲ့ဖြစ်ပေါ့နော်နောက်တစ်ခါကျတော့အမတန်ဆန်းဆိုရင်လည်းမတန်ဆန်းအတွက်နေရာအခင်းချင်းနေတော့အစင်မပြည့်နေဘူးပေါ့နော်ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ပေါ့အခုပြန်လဲအဲဒါဒီလိုဘလူးကိုပြုပြင်ခွင့်ရမယ်တိစောက်ခွင့်ရမယ်ဆိုရင်ဆရာတို့တွေပေါ့အဲ့ဒါတွေဘလူးဆွေးနွေးစဉ်းစားချက်တွေရှိတယ်လေရှိဟုတ်ဟုတ်တကယ်တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကအရင်တုန်းကအမျိုးသမီးတွေအကုန်တက်ပြီးဝိပုလို့ရတယ်ပေါ့နော်နောက်ဆုံးမှာတော့နောက်ပိုင်းမှာတော့တချို့ ဒီကျွန်တော်တို့အယူအဆတွေအရာအမျိုးသမီးတွေဟာဝတ်ပြုလို့မရဘူးဒီနေရာမှာလည်းလေးလေးနက်နက်ပြောချင်တာကအမျိုးသမီးတွေကဝတ်ပြုလို့မရတာမဟုတ်ဘူးဥပမာတောက်ကြနေတယ်ဆိုရင်အမျိုးသားတွေကအာတနေရာရာမှာဂျူမူအာလို့ခေါ်တာပေါ့နော်စုပေါင်းအဲစုတောင်းဝတ်ပြုတာဖြစ်တဲ့အတွက်စုကိုစုရမယ်အမျိုးသမီးတွေကိုကြာတူတော့ဝတ်မပြုရတာမဟုတ်ဘူးဝတ်မပြုဝတ်ပြုဖို့အချိန်မရဘဲနဲ့မလာနိုင်ရင်လည်းရတယ်အစ္စလာမ်ဓမ္မဒါကိုဆိုလို့ချင်တာမလာရတာမဟုတ်ဘူးမလာခြင်းလည်းရတယ် တို့ဘက်ကအဓိကအခွင့်အရေးပူပေးတာဆိုတော့အဲ့ဒီအပေါ်မှာတချို့ကကြတော့မလာရဘူးဆိုတော့အမြင်ဖြစ်သွားတာပေါ့နော်ဒါတမန်တော်မုဟမ္မဒ်ကရှင်းပါတယ်အမျိုးသားအမျိုးသမီးခွဲကြလို့လည်းမရပါဘူးကျွန်တော်တို့အမျိုးသမီးခွင့်ပြုတဲ့ပလီတွေလည်းလောလောလတ်ဝတ်ပြုကြပါစေအမျိုးသမီးလက်မခံဘူးလားလောလောလတ်လက်လက်မခံနဲ့သို့တော်ဒါကိုအစ္စလမ်လို့တော့မပြောနဲ့ငါတို့ရဲ့အယူအဆငါတို့ရဲ့အထွေးခေါ်ငါတို့ရဲ့အမြင်အရငါတို့ကတက်ခွင့်မပေးခြင်းဘူးโอเคဒါကျွန်တော်တို့ပြဿနာမရှိဘူးဘာလို့ ဒီမိုကရေစီမှာအားလုံးတွေလွတ်လပ်စွာရပ်တည်ခွင့်ရှိတယ်။သို့တော့ဒါကိုအစ္စလမ်လို့တော့မပြောနဲ့ပေါ့နော်။ငါတို့ရဲ့အယူအဆအရโอเคတယ်ကျွန်တော်တို့အဲ့ဒီအတွက်ပြဿနာမရှိဘူး။ဒါပေမဲ့အစ္စလမ်တရားတော်ရဲ့ဓမ္မစစ်မှာတော့အမျိုးသမီးပလီလာလို့မရတာမဟုတ်ဘူး။အကယ်၍အမျိုးသမီးတွေအချိန်မရရင်တို့မှာတာဝန်တွေများတယ်ဗျာ။ကလေးတွေဆိုတော့တို့နဲ့မှလုံခြုံတယ်။အဲ့ဒီအတွက်ကြောင့်ကလေးတွေနဲ့ပတ်သက်လာရင် အမျိုးသမီးတွေကပိုးပြီးတော့အရေးကြီးတယ်။အဲ့တို့ကြောင့်အိမ်မှာတို့နေခြင်းလဲနေခွင့်ပြုတယ်။မလာခြင်းလဲမလာလို့ရတယ်။ အဲဒီလိုဆိုလို့ကျင်တာဒါကတော့ဒါကတော့တပိုက်ပေါ့နော်ဆရာမရဲ့ဆိုတော့နောက်တစ်ခုကဒီအမျိုးသမီးတွေဟိုကိုပလီတက်လို့ရတယ်ပလီကတော့မြန်မာပြည်မှာနဲတယ်မှာတော့အမျိုးသမီးတွေပလီတက်လို့ကိုကပဒီအစ္စလာမ်အဖွဲ့ချုပ်ရော်ဘီတွာအလ်အာလမ်ပေါ့နော်အာဒီကပမွတ်စလင်အဖွဲ့ချုပ်ကလည်းပလီတိုင်းပလီတိုင်းမှာရှိတဲ့အရေးအသွေးတွေထဲမှာအမျိုးသမီးတွေပလီမှာဝတ်ပြုလို့ရတဲ့နေရာလဲရှိရမယ်ဒီလိုဖော်ပြထားတာပေါ့နော်ဒီအတွက်ကြောင့်အမျိုးသမီးတွေပလီကို တက်လို့ရဖို့နေရာလေးတွေစီစဉ်ပေးတဲ့လို့ဒီညာကနေကျွန်တော်အကြံပြုခြင်းနဲ့နောက်တစ်ခုကခုနပြောတဲ့မတန်ဆွမ်းပေါ့နော်ညီကိုမောင်နှမတွေအတွက်ကျွန်တော်တို့ကလုတ်ပေးခြင်းတာပေါ့ဒါမှမဟုတ်ကျွန်တော်တို့ပလီတွေမှာကမတန်ဆွမ်းတွေအတွက်နေရာမပြောနဲ့ခုနရှေ့မှာကျွန်တော်တင်ပြခဲ့သလိုခေါမိုးအပေါက်လေးဖြစ်နေတော့မှလုတ်လို့မရတဲ့အခြေအနေပေါ့နော်အကယ်၍များကျွန်တော်တို့အစ်စ်တွေအစ်စ်ပလီတွေပြန်ဆောက်တဲ့အချိန်မှာအမျိုးသမီးတွေအတွက်နေရာမတန်ဆွမ်းတွေတက်ဖို့နေရာဟလာကလေးတွေအတွက်နေရာကလေးတွေဆော့ဖို့ကစားဖို့နေရာလေးတွေ เนาะ community center ကျွန်တော်တို့อิสลามဓမ္မမှာဘလီဆိုတာကတကယ်တမ်းကျဝိပုစုတောင်းတာတခုတည်းမဟုတ် တမန်တော်မုဟမ္မဒ်သခင်ကအဲ့ဒီပေါ်မှာစီရေးကိစ္စတွေလည်းဆွေးနွေးတယ်ပညာရေးကိစ္စတွေလည်းဆွေးနွေးတယ်ตาရေးနာရေးလူမှုရေးစီးပွားရေးစတဲ့အရေးကိစ္စအဝဝကိုစီစဉ်ခဲ့တဲ့စီမံခဲ့တဲ့တကယ်ဌာနချုပ်ကြီးဖြစ်တယ်ဒါကြောင့်မို့တမန်တော်မုဟမ္မဒ်သခင်ရဲ့လက်ထက်တကယ်တော့ ဒီလိုဌာနကြီးတွေဖြစ်လာအောင်ဖွံ့ဖြိုးလာအောင်လုပ်တင်တယ်လို့ဒီနေရာမှာလည်းထပ်ဆောင်းပြီးတော့ကျွန်တော်ကအကြံပြုချင်ပါတယ်အဲ့လိုဆိုတော့ဆရာဟိုနိုင်ငံရေးနဲ့ပတ်သက်တဲ့မိကွန်လေးမေးချင်တာဟုတ်ဆိုတော့တဲ့ဥနေဝင်လက်ဥနေဝင်အစိုးရလက်ထက်ကစလို့အခုပေါ့နော်စစ်ကောင်စီအစိုးရလက်ထက်အထီကိုပေါ့နော်အဲဒီမြန်မာနိုင်ငံမှာမွေးဖွားတဲ့ဌာနေမွတ်စလင်နေနဲ့ဒီမြန်မာအမျိုးသားအစွန်းရောက်ဝါဒီတွေနဲ့ပေါ့နော်သူတို့နဲ့အဲ သွေးထောလှုပ်ဆော်ပြီးတော့ရန်တိုက်ပြီးຢာကနေအပြစ်မဲ့ပြည်သူတွေအသက်ဆုံးရှုံးလာတဲ့သွေးမြေကြတဲ့အထီကိုအာသူတို့ဟိုစနစ်တကျပေါ့ဖန်တီးလှုပ်ဆောင်နေအဲ့ဒီအပေါ်မှာရောဘယ်လိုသုံးသပ်ပါလဲရှင်ဒါတွေကတော့ကျွန်တော်တို့လူအဖွဲ့အစည်းမှာတချို့နေရာတွေမှာဆိုရင်အမြင့်တွယ်နေပြီအော်ကျွန်တော်တို့မွတ်စလင်ဆိုရင်အန္တရာယ်ရှိတယ်လို့လို့ပေါ့နော်ဆိုစစ်အာဏာရှင်တွေကလည်းဟိုးအရင်တုန်းကကျွန်တော်တို့ဒီ community တွေဘာကပတွေကိုသူတို့ကဘုံရံသူအဖြစ် သူတို့တတ်မှတ်ပြီးတော့လူတို့ကိုသူတို့ကမှိုင်းတက်ရတာပေါ့နော်ဒီဒီဘာကဘာတွေကအနေရရှိတယ်ဒီ community တွေကအနေရရှိတယ်ဟိုးအရင်တော့ကတော့ကျွန်တော်တို့ကိုလိုနီကအနေရရှိတယ်နောက်ပိုင်းသူကဘုံရန်သူရှာလို့မရတဲ့အချိန်မှာနောက်ဆုံးဒီအစ္စလမ်ဘာသာပေါ့နော် အစ္စလမ်ဘာသာကိုဘုံရန်သူအဖြစ်သူကလူတွေအားလုံးတတ်မှတ်လာအောင်လူတွေအားလုံးကို အစ္စလမ်ဘာသာဟာဟာလာ86ဆိုတော့27ရာစုမှာမြန်မာနိုင်ငံကြီးကိုကျွန်တော်တို့ကသိမ်းတော့မယ်ဆိုတော့ဒီ ဟိုသတင်းအမှားတွေပေါ့နော်သတင်းတူသတင်းအမှားတွေနဲ့လူတွေကြားထဲမှာဝါရဖြန့်အမုန်းတိုက်တာပေါ့ဆိုတော့အဲ့ဒီအမုန်းတိုက်မှုတွေကကျွန်တော်တို့ဘလောက်ထိဆိုးတယ်လဲဆိုရင်အခုတချို့ဆိုရင်ကျွန်တော်တို့ဒီမုတ်စိတ်မြင်တာနဲ့ပလီအုတ်ထုတ်မြင်တာနဲ့အနေရလို့သတ်မှတ်ကြတယ်ဟုတ်ဥမာတချို့နေရာတွေမှာဆိုရင်စစ်အာဏာရှင်ကအဲ့ဒီဒေသတွေမှာမရင်းကျင်တယ်အဲ့ဒီဒေတာတွေမှာဟိုလေကြောင်းကနေတိုက်ခိုက်တယ်စစ်ကြောင်းထိုးတယ်မတရားသဖြင့်ကျူးကျော်တယ်စော်ကားတယ် သို့တော့သူတို့ကိုကြောက်ဖို့တည်းသူကမွတ်စလင်ပိုကြောက်တယ်မွတ်စလင်နေဒီဘက်ကိုရောက်အဲ့တော့သူတို့ကိုဟိုဟာမေးကြည့်မယ်ခင်ဗျားတို့ရဲ့ညာဘက်ခုနှစ်အိမ်ဘယ်ဘက်ခုနှစ်အိမ်မှာစစ်အာဏာရှင်က အခုလိုပြောထားလို့အလောက်ခံရတဲ့မိသားစုဘယ်နှအိမ်ရှိလဲဆိုသူတို့မဖြေနိုင်ဘူး။ဒါပေမဲ့ဟိုဒီအမုန်းတရားတွေကတော့လူတွေရဲ့ယင်ထဲမှာကိန်းအောင်နေတာ၂၁ရာစုမှာမွတ်စလင်တွေမြန်မာနိုင်ငံကြီးကိုသိမ်းမယ်၊ကဘာကြီးကိုသိမ်းမယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ 21ရာစုမှာမွတ်စလင်တွေကတိမ်မသိမ်းတော့မသိဘူးဆရာနာရှင်ကတော့ကျွန်တော်တို့နိုင်ငံကိုအာဏာသိမ်းတာ၄ချိန်ရှိသွားပြီဆိုတော့ကဘာနဲ့အဝမ်းနဲ့ထုံနေတူသွားတာပဲမွတ်စလင်တွေကဘာလုပ်တော့မယ်မွတ်စလင်တွေကအန်နီယယ်လို့ပုံဖော်တဲ့သူတွေကပဲအစ္စလာမ်နိုင်ငံတွေရောတခြားတခြားသောနိုင်ငံတွေရဲ့တယံဇာတာတွေထုတ်ယူတယ်မတရားသဖြင့်ကျူးကျော်တယ်ဒီအလုပ်တွေလုပ်ကြတယ်ဒါကြောင့်မို့ဒီဆရာနာရှင်တွေဒီဩကျွန်တော်တို့ကိုဘာဖြစ်လို့သူတို့ကဘုံရံသူတို့တတ်မှတ်တယ်ဆိုတော့သူတို့လုပ်နေတယ်မဟုတ်တန်းတရား ဒီမတရားမှုတွေပြည်သူလူထုပေါ်ကုတ်သွေးဆုပ်အမျက်ထုတ်မှုတွေပြီးရင်ပြည်သူလူထုရဲ့ရပိုင်ခွင့်တွေကိုမတရားသဖြင့်ဒီလိုယူရဖို့အတွက်ကသူတို့မှာဘုံရန်သူလိုတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကိုဘုံရန်သူအဖြစ်သတ်မှတ်ပြီးတော့ဒီသွေးထိုးလှုပ်ဆောင်မှုတွေဒီအမုန်းပွားမှုတွေကိုလုပ်ခဲ့တာနောက်တစ်ခုကတစ်ဖက်မှာဆရာမရှိမှမေးတဲ့ဒီဟိုအမျိုးသားကြီးပေါ့နော်အမျိုးသားကြီးလို့ပြောရတာတော်တော်အားနာဖို့ကောင်းတယ်အမျိုးသားကြီးဝန်သာနုရခိတဆိုတာအင်တန်မုံမြတ်တဲ့တရားပါ သို့တော့အဲ့ဒီတရားကိုသူကဟိုလူတွေရှေ့မှာအဲ့ဒီအမျိုးဘာသာသာသနာကိုမျက်နှိုးတရောင်ရောင်နဲ့တကယ်တမ်းကျတော့ကိုယ့်ဘာသာကိုယ့်သာသနာကိုယ့်နိုင်ငံကို အမောင်နဲ့ဆွဲပြီးတော့ဒုက္ခမျိုးစုံရအောင် လုပ်နေတဲ့အုပ်စုတွေလို့ဒီလိုပဲပြောရမှာပါဟုတ်ကဲ့ပါဆရာကျွန်တော်တို့ဟိုတတိထားမိတဲ့နောက်တစ်ချက်ရှိရေပေါ့နော်အာပြီးခဲ့တဲ့ဒါဆယ်စုနှစ်တစုစာလောက်ကဒီပြပနိုင်ငံကြီးတွေရဲ့ အဲဟိုဟာရင်းနှီးမြုပ်နှံမှုအစိပ်ပိုင်းနေရတယ်မှာပေါ့နော်အဲသူတို့အဲ့လိုမျိုးလုပ်ပြီးဆိုလို့ရှိရင်အဲအချိန်ကြိုက်ပေါ့နော်ဘာသာရေးအထက်ကရုံးနေကွာပေါ်လာလိမ့်ရှိနော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဆရာပါပြောခြင်းလို့ဟုတ်ကဲ့အော်ဒါကျွန်တော်ဘောဝါနဲ့ကြုံတွေ့ရတဲ့ဟိုတခုပေါ့နော်1998ခုနှစ်မှာမန္တလေးမြို့မှာဘာသာရေးအထက်ကရုံးပေါ့ဟိုသတင်းတွေမှာထည့်ထားတော့ဘာသာရေးအထက်ကရုံးပေါ့တကယ်တမ်းကျတော့ဒီအစွန်းရောက်ဒီ လှုပ်ရှားတဲ့ပုံကိုယ်တွေရဲ့ဒီစစ်အာဏာရှင်တွေရဲ့ဖန်တီးတဲ့ဘာသာရေးအကြမ်းဖက်မှုလို့ပဲဆိုရမှာပါဘာသာရေးပြစ်ပခဆိုတော့လည်းအပြန်အလှန်ဖြစ်မှာပြစ်ပခဖြစ်တာဟုတ်တစ်ဖက်သက်တဲ့အကြမ်းဖက်ခံရတာအကြမ်းဖက်မှုလို့ပဲဒီလိုပဲပေါ်ပြရမှာပေါ့ဆိုတော့ဒီအကြမ်းဖက်မှုတွေဖြစ်တဲ့အချိန်မှာသူမဟာမျက်မှုနည်းရဲ့ဘိုက်ကိုလာဖောက်တယ်ဗရရှင်ဗရမားမျက်ရှင်ရှိတယ်ဆိုတဲ့တဲ့အဲ့တုန်းကကျွန်တော်တို့ကကျွန်တော်တို့ရွာမဟာမျက်မှုနည်းနဲ့နည်းနည်းလေးပဲလေကျွန်တော်ချမ်းမြသာကျွန်တော်ရဲ့ဇာတိကချမ်းမြသာသည်ကံ့ရွာပေါ့နော်ဟိုကမန်နေအများစုနေတဲ့ရွာပေါ့ ျွန်တော်ကိုယ်တိုင်တော့ကမန်မဟုတ်ဘူးဒါပေမဲ့ကမန်နေအများစုနေတဲ့ရွာပေါ့ဆိုတော့အဲ့ဒီကမန်ရွာနဲ့နီးတော့ကျွန်တော်တို့ကအဲ့ဒီမှာဒီမဟာမြတ်မှုနေ့စီကျွန်တော်တို့သွားရောက်လဲပတ်ဖို့ပြီးရင်ကျွန်တော်တို့ရက်ကွက်ကလူတွေအဲ့ဒီမှာဈေးရောင်းတယ်ပေါ့အဲ့တော့ကျွန်တော်တို့အဲ့ဒီမှာအကုန်သိရတာဗာလဲဆိုတော့သူတို့အဲ့ဒီလိုမဟာမြတ်မှုနေ့ကိုကိုယ့်ရဲ့ကိုးွယ်ရာဖရာရဲ့ထာပနာကိုဖောက်ဖို့လာတာကိုလေးပြင်လေးရက်ကဆရာတော်တွေကမကျေနပ်တော့ဆန္ဒပြကြတယ်ဆန္ဒပြတော့သူတို့ကဘလို့အာယုံလွှဲရလဲဆိုတော့ဈေးကြိုတဲ့ကမွတ်စလင်တယောက်ကဘုံကြီးတယောက်ရဲ့ တူမကိုဒီမတော်မတရားပြုလုပ်ပါတယ်ဆိုတဲ့သတင်းကိုဖြန့်လိုက်တယ်ဆိုတော့ဒီဖျားကိုဌာပနာဖောက်တဲ့ဘက်ကိုလေးပြင်လေးရကဆရာတော်တွေကဆန္ဒပြကျင်တော်ညာလဲတစ်ဖက်မှာအမျိုးသားကြီးခေါင်းစဉ်တက်တဲ့အစွန်းရောက်အကျန်းဖတ်တွေကဘာလုပ်လိုက်တုံးဆိုတော့ဘာသာရေးပြိပခဘက်ကိုရောက်အောင်လှုပ်လိုက်တယ်လှည့်ထုတ်ပလိုက်တယ်ဆိုတော့အဲ့လိုလှည့်ထုတ်ပလိုက်တဲ့အပေါ်မှာတကယ်ဖြစ်တဲ့ပြဿနာပျောက်သွားပြီးတော့ဘာသာရေးဘက်ကိုရောက်သွားတာထို့နည်းတူသာဒီဒီ ကြောက်ဖြူရည်နဲ့စီမံကိန်းဖြစ်လာတယ်။ရခိုင်ပြိပခဖြစ်တယ်။ဆိုတော့ဒါတွေကပြောမှဆိုရင်ရွေးကောက်ပွဲနေ့တိုင်းနိုင်ငံရေးအကြက်အတဲဖြစ်တိုင်းတို့ရဲ့ဒီတယံဇာတတွေကိုမတရားသဖြင့်ပြည်သူပိုင်တဲ့တယံဇာတကိုတို့အကျိုးအတွက်မတရားထုတ်ယူဖို့လှုပ်တိုင်းလှုပ်တိုင်းဟာဘသူတွေကောင်းကြအောင်ဆိုတော့အစ္စလမ်ဘာသာဝင်တွေကောင်းအောင်အမြဲတမ်းချတယ် ပြီးရင်အဲ့ဒီကနေပြီးတော့သူတို့ကအကျိုးအမြတ်ထုတ်ပြီးကျန်တဲ့လူတွေကမုန်းကြံနေခဲ့တယ်သူတို့ကတော့အကျိုးအမြတ်တွေအများကြီးရသွားတယ်ဒါတွေကိုလည်းပြည်သူလူထုကသတိထားပြီးတော့ရှောင်ကျင်ဖို့သတိပြုဖို့လိုအဲ့လိုကြီးရာကနေကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာဒီလိုအခြေအနေတွေရှိနေတဲ့အပေါ်မှာ အစ္စလမ်ဘာသာဝင်တွေအနေနဲ့အထီးခိုက်ပေါ့လဲပြီးတော့မှကြော်နွားနိုင်အောင်တူးချင်းစီကဘလို့ဟာမျိုးကိုသတိပြုနေပါဆရာဟုတ်အာဒီ အစ္စလမ်ဘာသာဝင်တွေကပါနာဖို့ပေါ့နော်ကျွန်တော်တို့ဒီဘာသာရေးအကြမ်းဖက်မှုတွေဖြစ်လာပြီနော်ဒီလိုမတရားမှုတွေဖြစ်လာပြီဆိုကျွန်တော်တို့ဘက် ကပါနာဖို့တော့ဒါပေမဲ့ဘလို့ပဲပါနာပါနဲ့လက်နက်ရှိတဲ့ပုံကိုယ်တွေအာဏာရှိတဲ့ပုံကိုယ်တွေပါဝါရှိတဲ့ပုံကိုယ်တွေကလှုပ်လာရင်ကျွန်တော်တို့အိမ်ထဲနေရင်လေဟိုဗမာစကားရှိသလိုပေါ့အိမ်နေရင်အိမ်အောက်ရေဝင်နေဆိုသလိုကိုယ်တွေအိမ်နေရင်လည်းအိမ်အောက်ကရေဝင်တာပဲဆိုတော့အစ္စလမ်ဘာသာဝင်တွေကတော့ပါနာဖို့လိုတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့က ဘာသာရေးပြိပခ္ခတွေဖြစ်လာပြီဆိုရင်တော့ရှောင်လွဲလို့ကမရဘူးဆိုတော့ဟိုကျွန်တော်ကအစ္စလာမ်ဘာသာဝင်တွေပါနတ်ဖို့ဆိုတာထက်ကျွန်တော်တို့ပြည်သူလူထုတရက်လုံးကပါနတ်ဖို့လိုတာပေါ့ဒီဘာသာရေးပြိပခ္ခတွေဖြစ်လာပြီဘာသာရေးအထီးကယုံတွေအကျမ်းဖတ်မှုတွေဖြစ်လာပြီဆိုရင်ဒါဟာငါတို့อิสลามเนี่ยปยัตนาမဟုတ်ဘူးဘုရားဘာသာတွေရဲ့ပြัตနာလည်းဘု து ပြัตနာမဟုတ်ပြัตနာကစစ်တပ်ရဲ့ပြัตနာအဲ့ဒီပြัตနာကိုငါတို့ခေါင်းပေါ်မရောက်ဖို့ နော်ငါတို့လူမှုအပေါ်မှာမကြောက်ဖို့အတွက်အားလုံးကတညိတညော့ထဲကျွန်တော်တို့တွန်းလံမှုလိုတယ်လို့ဒီလိုကျွန်တော်ပြောချင်ပါတယ်ဟုတ်ဟုတ်နောက်ဆုံးမေခွန်းအနေနဲ့အခုငလင်းတင်ဒေတာမှာပေါ့နော် အစ္စလင်တာတာဝင်နေအဲဘလို့တွေ့ကြုံထန်စားနေရတယ်သူတို့အတွက်ခက်ခဲကြီးကဘာတွေရှိနေလဲဆိုတာကိုလည်းသိပြရစီဟုတ်ကဲ့အဲလောလောဆယ်ကတော့ဒီငလင်းဖြစ်သွားတဲ့အတွက်အစ္စလမ်ဘာသာနီးတူပေါ့နော်ဘာသာပေါင်းစုံလူမျိုးပေါင်းစုံ အတွေးခေါ်အသွေးအောင်ဘောင်းဆောင်ကညီကောင်မောင်နှမတွေတော့အခက်အခဲတွေအများကြီးဖြစ်နေတယ်ဒီနေရာကလည်းဥစားပထမဒီအခက်အခဲအကြက်တဲတွေအားလုံးကိုအလောရှိမြတ်ရဲ့မဟာကရုဏာတော်အဟုန်ဖြင့်အမြန်ဆုံးပြည့်လည်မှုကိုရရှိကြပါစေလို့ဥစွာဆုမွန်မြတ်တာပို့ခြင်းနဲ့ပြီးတော့အစ္စလမ်ဘာသာဝင်တွေရဲ့အခက်အခဲတွေလို့ပြောရင်အစ္စလမ်ဘာသာဝင်တွေဟာဒီအချိန်မှာတော့အားလုံးလက်ရှိကနေလက်မဲ့ဖြစ်သွားတာပေါ့တကယ်နောက်တစ်ခုကကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့အင်မတန်သနာဖို့ကောင်းတယ်နော်စစ်ဘေးဒဏ်သင့်နေကိုဗစ်ဒဏ်သင့်နေ ပြီးခဲ့တဲ့နှစ်ကရေဘေးဒဏ်အခုဒီနှစ်မှာငလျင်ဒဏ်ဆိုတော့ဒဏ်မျိုးစုံကိုခါစီပြီးကြောကော့နေအောင်ခံရတဲ့ပြည်သူပြည်သားတွေအင်မတန်သနာဖို့ကောင်းတယ်ဆိုတော့အဲနောက်တစ်ခုကဒီနေရာမှာရှေ့မှာဟိုစကားပလင်ခံကျင်တာကဘာလဲဆိုရင်ကျွန်တော်တို့ဒီဘက်မှာကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေရဲ့အခက်အခဲတွေဥမာပလီတွေပြန်လဲပြုပြင်ခွင့်ပလီတွေအခုလိုပြိုတာဆရာနာရှင်တွေကြောင့်ဒီလိုပြောနေတာဟာပြည်တွင်းမှာရှိတဲ့လူတွေကိုအခက်အခဲအကြက်တဲဖြစ်အောင်ကျွန်တော်တို့ကဒီဘက်ကနေပြီးတော့ ကျွန်တော်တို့ထင်ရတယ်ပြောနေတာမဟုတ်ဘူးကျွန်တော်တို့ရတဲ့အခွင့်အရေးတွေနှစ်ပေါင်းများစွာကျွန်တော်တို့စိတ်ထဲမှာပြောချင်တယ်ပိတ်လောင်နေကြတယ်ဆိုတော့အဲ့ဒီပိတ်လောင်နေတဲ့သူတွေကပြောခွင့်မရတဲ့အချိန်မှာကျွန်တော်တို့ကပြောလို့ရတဲ့နေရာရောက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ဒီပြောချင်နေသူတွေရဲ့ကိုစားအတန်ထုတ်ပေးတာဆိုတော့အဲ့မှာ အခက်အခဲတစ်ခုကဘာဖြစ်လဲဆိုတော့စစ်အာဏာရှင်ကဘာသာပေါင်းစုံလူမျိုးပေါင်းစုံကိုသူကအကူအညီလေးဆက်ဆံရေးเนาะအာဒီဆရာတကာဆက်ဆံရေးဆိုပြီးသူက အကုန်လုံးကိုဒုက္ခပိုက်တဲ့ထည့်ထားတာရှိတယ်။မွတ်စလင်တွေထဲမှာလည်းရှိတယ်။တခြားတခြားသောဘာသာပေါင်းစုံလူမျိုးပေါင်းစုံကလူတွေရောသူကအကုန်လုံးကိုခပိုက်တဲ့ထည့်ထားတာကိုယ့်လူမျိုးတွေဘလောက်ပဲဒုက္ခရောက်ရောက်ဘလောက်ပဲအခွင့်အရေးချိုးဖောက်ခံနေရခံနေရအဲ့ဒီလူတွေကပတ်စံလည်းရှိတယ်။အတိုင်းဝိုင်းလည်းကြီးတယ်။သူတို့ကနာမည်လည်းကြီးတယ်။ဆိုတော့သူကဘာလုပ်တုံးဆိုတော့မွတ်စလင်တွေကမွတ်စလင်တွေမှလည်းအတူတူပဲတခြားဘာသာတွေမှလည်းအတူတူပဲသူကပရိုပဂန်ဒါအရန်ကောင်းတယ်ဝါရဖြန့်တာကျွန်တော်တို့ဒီလိုအတန်ထွက်ရင်သူတို့ဒီလိုအတန်ထွက်လို့ငါတို့ ဗလီတီဆောက်ခွင့်ငါတို့ရဲ့အခွင့်အရေးတွေချိုးဖောက်ခံရတော့မှာပဲဒါဂျင်းထဲတာပဲတိလားဘာဖြစ်လို့လဲဆိုရင်သူတို့ကိုယ်တိုင်ကစစ်အာဏာရှင်အလိုကြအတန်ထွက်ပေးတာအဲ့ဒါဘာဖြစ်လို့လဲကိုယ့်အခွင့်အရေးကိုကိုယ့်အကိုပြောယူရမှာကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့လူတွေပြောလို့မရအောင်ကျွန်တော်တို့ပြည်ပရောက်နေတဲ့သူတွေကကျွန်တော်တို့ပြောလို့ရတယ်ရတဲ့အတွက်ပြောတဲ့အချိန်မှာကျွန်တော်တို့ငြိမ်ငြိမ်လေးမနေဘဲနဲ့သူတို့လောက်တာနဲ့တို့အခွင့်အရေးတွေချိုးဖောက်ခံရတော့မှာဆိုတာစစ်အာဏာရှင်ရဲ့ဆက်နက်တွေလို့ပြောရမှာပေါ့နော်ဒါတွေကိုလည်းလူတို့အနေနဲ့သတိထားဖို့လိုတယ် ဟုတ်ဆရာမမေးတဲ့မေးခွန်းကိုဆက်သွားမယ်ဆိုရင်ဆိုတော့ကျွန်တော်တို့မြေပြင်အခြေအနေမှာတော့လက်ရှိကလက်မဲ့ဖြစ်သွားတဲ့အတွက်အကုန်လုံးကတော့အရာရာအဆက်အစလိုအပ်တယ်ကျွန်တော်တို့အခုလိုအပ်ချက်တွေကိုလည်းအားလုံးဖြည့်ဆည်းနေပြီမဲ့အခုအတာသွေးပူနေတဲ့အချိန်ဆိုတော့အလုံးပရာဟိတအသင်းတွေရောပရာဟိတလုပ်တဲ့လူတွေရောဆယ်လီတွေရောမဆယ်လီတွေရောသွားကြတယ်ဗောဗျာဒေသတွေဒီအချိန်ကတော့တို့မှလိုတဲ့ပစ္စည်းမလိုတဲ့ပစ္စည်းကတော့အကုန်ရောက်နေတာပဲသို့တော့ဒီကူညီမှုတွေသွေးအေးသွားရင် ဒါတွေရဲ့နောက်ဆက်တွဲမှာအများကြီးလိုအပ်လာမှာရှိတယ်ကျွန်တော်တို့အစ္စလမ်ဘာသာဝင်မှမဟုတ်ဘူးအားလုံးလိုအပ်လာမယ်အဲဒီအထူးသဖြင့်ကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေမှာဘာကျွန်တော်တို့ကတနေ့ကို၅ချိန်ဒီဝတ်ပြုဆူတောင်းတာလောက်ရတာပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကဝတ်ပြုဆူတောင်းရနေရပလိပလိတွေကအရေးကြီးတယ်သူအိမ်မှာလို့လုပ်လို့တော့ရပါတယ်သို့တော့ကျွန်တော်တို့မှာယာယီဝတ်ပြုဆောင်နေလို့တယ်ဆိုတော့အဲ့ဒီနေရာမှာလဲဟိုအခုကျွန်တော်တို့ယာယီဝတ်ပြုဆောင်တွေကိုတချို့ပုံကိုတွေကစီစဉ်ပေးတယ်တိဆောက်ပေးတယ်အဲ့ဒီမှာဘာလုပ်တော့ဆိုတော့ ြူစောထီတွေကလာဖြတ်သွားတချို့မြို့နယ်တွေမှာအဲ့ဒီယာယီဝိပြူဆောင်တွေကိုလာသိမ်းသွားတာတွေရှိအဲ့ဒါမို့လို့နောက်တစ်ခုကဒီဆိုရတိပလီပေါ့မန္တလေးဆိုရတိပလီမှာဆိုရင်အန်ရဖြစ်နေတဲ့အဆောက်အဦပြိုကျမှာမလို့ပြိုကျတော့မယ့်အတွက်ဖြူချတာကိုသာသနာရေးမှုကဖုံးဆက်ပြီးမိုက်မိုက်ရန်ရန်မွတ်စလင်တွေကိုဆဲတာတွေရှိတယ်ဆိုတော့ဒီလိုငလျင်ဘေးတွေစစ်ဘေးတွေနဲ့သူတို့မှဒုက္ခရောက်နေတဲ့ကြားရဲလူတွေကဒီအဆောက်အဦပြိုပြီးသေပေးအောင်မလာထပ်ပြီးတော့ဆိုတော့အဲ့ဒီအခက်အခဲတွေလည်း နောက်ဆက်တွဲအနေနဲ့ရှိနေတယ်ဆိုတော့အခုကနိုင်ငံတကာအဖွဲ့အစည်းတွေပြည်တွင်းမှာရှိနေတဲ့အတွက်တို့တွေဟိုရရန်ဆိုင်ဆိုင်ကြမ်းကြမ်းတမ်းတမ်းတော့မကင်တွယ်သေးဘူးဒါပေမဲ့ကျွန်တော်တို့ဒီနိုင်ငံတကာအဖွဲ့အစည်းတွေပြန်သွားပြီးတော့နိုင်ငံတကာအဖွဲ့အစည်းတွေမြန်မာပြည်ထဲမှာမရှိတော့ဘူးဆိုရင်ကြမ်းကြမ်းတမ်းတမ်းရရန်ဆက်ဆက်ကင်တွယ်လာမှာကိုတော့ကျွန်တော်တို့စိုးရိမ်နေဘာဖြစ်လို့လဲဆိုတော့နာခက်ကအတွေ့အကြုံရှိတာပေါ့နော်နာခက်မှာပြည်သူလူထုကိုလှူတဲ့ပစ္စည်းတွေအစားအသောက်တွေအကုန်လုံးကတကယ့် ဒီမင်္ဂလာဈေးတို့မန္တလေးကညောင်မင်းဈေးတို့မှာဈေးကွက်တစ်ခုဈေးကွက်တစ်ခုအနေနဲ့ဖြစ်သွားတာဗျာတို့အဲ့ဒီလိုအခြေအနေတွေမဖြစ်လာဘူးတော့ဆူတောင်းတယ်ဘာလို့လဲဆိုတော့အရင်တုန်းကလည်းစစ်အာဏာရှင်အောက်မှာတောက်လျှောက်အရှိကြီးနေလာတာဖြစ်ပြီးမှာအခုကတော်လိုင်းကာလာဖြစ်တဲ့အတွက်ပို့ပြီးတော့တို့ကလွတ်လွတ်လပ်လပ်ဒီသူများရဲ့ရပိုင်ခွင့်တွေကိုခုတ်သွေးဆုပ်အမျက်ထုတ်မှာကိုကျွန်တော်တို့ကစိုးရိမ်နေဗျာနောက်ထပ်အခက်အခဲတွေဘာဖြစ်လို့လဲဆိုတော့မွတ်စလင်တွေတချို့နေရာတွေမှာကျွန်တော်တို့တော့ကူညီပေးမှာလက်ရှိကူညီလို့မရအောင်တို့ကဒီ ဟိုပြူစောထီးတွေကသူတို့ကိုယ်တိုင်တော့ပတ်စံမဆိုင်တော့ဘူးသူတို့ဘာလုပ်ချင်တော့ဆိုတော့အချားသူတွေကအလူအတန်းလာလောက်တဲ့ဟာတွေကိုသူတို့စီကသွားတယ်ဆိုတော့ပုံစံဖြစ်ချင်တာဖြစ်ချင်တော့သူတို့စီကိုသွားသွားပြီးတော့ပဲပေးရတယ်မပေးတဲ့သူဆိုရင်လည်းသူကပြဿနာရှာရတယ်ဆိုတော့ဒါတွေကလည်းတကယ်တော့ပြည်သူလူထုဒုက္ခရောက်နေတဲ့အချိန်မှာပြူစောထီးဆိုပြီးတော့စစ်တပ်ရဲ့ကပိုက်ဆောင်လုပ်နေတဲ့သူတွေကလည်းနည်းနည်းကိုချင်းစာတဲ့နာကိုအရက်သူအရက်သားတွေကိုဒေသခံတွေ နော်ကိုရီချင်းချင်းနှစ်ပေါင်းများစွာ AACCTD ငြိမ်ငြိမ်နဲ့နေလာခဲ့တဲ့ပုံကိုယ်တွေဘသူကလိုအပ်တယ်ဘလောက်ဒုက္ခရောက်နေတယ်ဆိုတာကိုရှေ့မှာလည်းကြုံနေရတာပဲဆိုတော့ဒီလိုကြုံနေရတဲ့အချိန်မှာတော့မှဒီလိုဒုက္ခတွေဒီလိုပြဿနာတွေကိုတော့ထပ်ပြီးတော့ပြည်သူလူထုခေါင်းပေါ်ကိုထပ်မတင်ပြည်သူလူထုကရဲရဲလေးနဲ့နဲ့လေးပဲကြံတော့တယ်တော်တော်ပင်ပန်းနေရှာပါပဲနော်ဒါကြောင့်မို့ဒီပြည်တွင်းမှာရှိတဲ့စစ်တပ်ကပိုက်ဆောင်တယ်ပဲဆိုဆိုစစ်တပ်အကြိုက်လုပ်တယ်ပဲပြောပြောအဲ့ဒီလူတွေလည်း ြည်သူလူထုမျက်နှာတွေကိုနည်းနည်းလေးငဲ့ကွက်ကြည့်ဖို့လိုပါတယ်လို့ဒါလေးကိုပြောချင်တယ်ဆိုတော့အခက်အခဲအကျက်တဲ့မျိုးစုံကိုကြုံတွေ့နေရတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံကပုံကိုယ်တွေအားလုံးဒီရက်ဆက်မှုတွေဒီအခက်အခဲတွေဒီအကျက်တဲတွေနော်ဒီဝန်တွေကနေအမြဲတမ်းလွတ်ကြပါစေလို့ကျွန်တော်ကဒီနေရာကနေဆန္ဒပြုပါတယ်ဟုတ်ကဲ့ဆရာကျွန်တော်မေးဖို့ဟိုလိုသွားတဲ့အချက်ပဲဖြစ်ဖြစ်ဆရာပြောပြခြင်းနဲ့ကျွန်တော်ကြံခဲ့တဲ့အကြောင်းအရာတွေပဲဖြစ်ဖြစ်ရှိရင်ပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့တကယ်တမ်းကျတော့ဒီသဘာဝဘေးဆိုးတွေအာ စစ်တပ်ကပေးတဲ့ဗီဇိုးတွေပေါ့နော်ဒီဘာသာရေးလူမျိုးရေးဒီအထီးကယုံနေပြဿနာတွေအကြမ်းဖက်မှုတွေဖြစ်လာရင်သူတို့ဘာသာလူမျိုးအကုန်ခံရတာပါပဲနော်ဘယ်သူမှတော့ကောက်စားသွားတာမရှိဘူးဒီနေမှုတွေပြက်ပြားတယ်ဒုက္ခတွေရောက်တယ်ဆိုတော့ကျွန်တော်တို့ကအနာဂတ်မြန်မာနိုင်ငံတော်ကိုတိဆောက်တဲ့အချိန်မှာဘာသာလူမျိုးမခွဲကြဖို့လိုတယ်နောက်တစ်ခုကကောလာဟာလာတွေရေကျွန်တော်တို့ကနေပြီးတော့စင်ချင်းရှောင်ရှားဖို့လိုတယ်အရှိမကျွန်တော်ပြောခဲ့သလိုပေါ့ကျွန်တော်တို့ဒီ ကျွန်တော်တို့ရဲ့ပလီတွေဝက်ကြောင်းတော်တွေပြုပြင်ခွင့်မရဘူးထိမ့်သိမ်းခွင့်မရဘူးဒီစကားတွေပြောပြီးဆိုရင်စစ်တပ်ကပိုက်ဆောင်တွေစစ်တပ်မွေးထားတဲ့သူတွေကဒီလူလူထဲမှာလူလူကနှစ်ပေါင်းများစွာအကြမ်းဖက်ခံလူအခွင့်အရေးချိုးဖောက်ခံရတာကို used to ဖြစ်လာတော့လူတွေကဘလို့ဖြစ်လာအောင်ဒါကြီးကအမြဲတမ်းလုံနေမယ်ခံရမယ်ဆိုတဲ့အသည့်ဖြစ်နေတာဟောခုနကပြောသလိုပေါ့အဲပုံမှန်ဖြစ်နေတာပေါ့ဆိုတော့အဲ့လိုလုံခံရတာကပုံမှန်မဟုတ်ဘူးလေကျွန်တော်တို့ကချိုးဖောက်ခံရတာလေမတရားအပြုခံရတာလေ ျွန်တော်တို့ဒီအတန်ထွက်လို့ထပ်ပြီးမတရားပြုတာမဟုတ်ဘူးတို့ကကျွန်တော်တို့အတန်ထွက်သည်ဖြစ်စေပြောသည်ဖြစ်စေမပြောသည်ဖြစ်စေတို့အကြမ်းဖက်မှာပဲဥပမာကျွန်တော်တို့အာနာသိန်းဂါဇာကာလာလို့ပေါ့အာတုဘီတွေဝင်မယ်တို့48နာရီဆောင်းအောင်တို့ဒေါအောင်ဆန်းစုကြည်ပြန်လွတ်ပြီဆိုတော့ဒီကောလာဟာလာတွေကတို့တို့ထုတ်တာဟုတ်တလားဆိုတော့မဟုတ်ဘူးလေဂျင်းနေပဲဒါအကုန်လုံးကနောက်ပိုင်းကျတော့အကြမ်းဖက်တာပဲကျွန်တော်တို့အညာမင်းဆိုရင်ပြာပုံဖြစ်နေပြီလေအဲ့တော့အဲ့အညာမင်းရလူတွေက သူတို့မဟုတ်တာလုပ်လို့လားမတရားလုပ်လို့လားမဟုတ်ဘူးသူတို့အကြမ်းကိုဖတ်မှာပါထိုနည်းတူသောကျွန်တော်တို့ကဒီဆရာနာရှင်ကမွေးထားတဲ့ဘာသာပေါင်းတို့မှာရှိတဲ့ကပိုက်ဆောင်တွေကသူတို့ဘာသာဝင်တွေအတန်ထွက်လို့မရအောင်အပေါင်ရိုးစုံကလိုက်ပိတ်တာဟုတ်လားဒီအခွင့်အရေးတို့ရပိုင်ခွင့်တို့ပြောတော့မယ်ဆိုရင် ဟာ သူတို့ပြောလို့ငါတို့အပိတ်ခံရတော့မယ်သူတို့ပြောလို့ငါတို့ဒီဓာရီကဂျင်းနေပါနော်အဲ့ဒါအနာရှင်အမန်တော့သူလှုပ်ရှားရှိတာပေါ့သူလှုပ်ရှားရှိတာအကုန်လှုပ်သွားမှာပဲ ။သူလောက်ဆရာချင်းသူကဖတ်စစ်ပဲ။ကျွန်တော်တို့ပလီတွေပြန်ဆောက်ခွင့်ပေးလို့ကျေးဇူးတင်တဲ့ညာတသက်မှမရှိဘူးလေ။ထိုင်းနိုင်ငံနဲ့ပဲရှင်ကြည့်။ထိုင်းနိုင်ငံမှာပလီပြန်ပြင်တာမဟုတ်ဘူး။ပလီအစ်စ်ဆောက်ရင်တောင်မှဒီနိုင်ငံမှာရှိတဲ့ဒေသန္တရအစိုးရကသူတို့ကဘာနာငွေထည့်ပေးတာ။အစ်စ်ဆောက်တာနော်။ကျွန်တော်တို့ကိုယ်တိုင်ဆောက်ဆရာမလို့သူတို့ကပါထပ်ထည့်ပေးတယ်။ဘရင်ကိုယ်တိုင်တက်ပြီးတော့ဆူတောင်းပေးတယ်။ထိုင်းနိုင်ငံမှာမွတ်စလင်တွေကဒီနိုင်ငံမှာအုတ်ထုတ်ဆောင်ထားရင်ကျွန်တော်တို့လိုမုတ်စိတ်ရှိရင်ကျွန်တော်တို့လိုဒီဝတ်ဆောင်ရှိရင်ဘယ်သူမှမဖမ်းဘူး။ တိုးတက်မှုဆိုတာတည်းကျွန်တော်တို့ရုပ်ပိုင်းဆိုင်ရာမဟုတ်နာမ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေထိုင်းနိုင်ငံကိုအများကြီးလိုက်ရအောင်ပါကျွန်တော်တို့ဒီမှာလူမျိုးဘာသာမခွဲကြဘူးဆိုတာအလုံးသိတယ်ထားပါတော့ဆိုတော့ကျွန်တော်တို့ဒီဒီဆီအာနာရှင်တွေရဲ့သတင်းမှားတွေချိန်ချောက်မှုတွေဖိန်လုံးတွေ၆လုံးတွေကိုကျွန်တော်တို့ဒီအချိန်မှာကိုယ့်အကိုကြောက်ချင်ရင်လည်းကြောက်ပါဒီကျွန်တော်တို့ generation Z တွေကိုတော့အဲ့ဒီအမွေတွေထပ်မပေးပါနဲ့ဆိုတော့ကျွန်တော်တို့ဒီဘက်ကအခွင့်အရေးတွေရပိုင်ခွင့်တွေ လောက်အောင်မဲ့အလုပ်တွေကိုပြောလို့ရတဲ့သူတွေကပြောနေတဲ့အချိန်မှာအထဲမှာပြောလို့မရတဲ့သူတွေကငြိမ်ငြိမ်လေးနေမင်းတို့ပြောလို့ငါတို့ချိုးဖောက်ခံရတယ်ဆိုရင်ဆရာနာရှင်ကလက်ပိုက်ပြီးတော့ခမားတို့ရီပြီးတော့เนาะပြောနေမှာဟေးငါရဲ့ငါလှုပ်လိုက်တဲ့ပတန်အတိုင်းအားလုံးကထိရောက်တယ်เนาะအားလုံးပေါ်မှာတက်ရောက်တယ်ဆိုပြီးသူတို့ကကျဉ်တ်နေမှာဆိုတော့အဲ့ဒါမိုးတွေမလှုပ်ဖို့နောက်တစ်ခုကဒီအနာဂတ်မြန်မာနိုင်ငံကိုတိဆောက်တဲ့နေရာမှာလဲကျွန်တော်တို့ယင်ထဲမှာဓမ္မနဲ့အဓမ္မကျွန်တော်တို့လူတိုင်းပြောကြတယ် တော့ဓမ္မနဲ့အတ္တမလို့ဆိုလာပြီဆိုရင်လူမျိုးဘာသာအသားအယောင်သူ့ရဲ့ဖြစ်တည်မှုသူ့ရဲ့တွေးခေါ်မှုအဲ့ဒီအပေါ်မှာကျွန်တော်တို့ခံစားလို့မရတော့ဘူးအဲ့ဒီအပေါ်မှာကျွန်တော်တို့ကရက်တည်လို့မရတော့ဘူးလူမျိုးဘာသာအသွေးအယောင်ဘာမှမခွဲခြားဘဲနဲ့ကျွန်တော်တို့တွေဓမ္မဟာဓမ္မအတ္တမဟာအတ္တမတရားမျှတမှုဟာတရားမျှတမှုမတရားမှုဒီမတရားမှုဆိုတာကိုကျွန်တော်တို့ခွဲခွဲခြားပြီးတော့လူမျိုးပေါင်းစုံဘာသာပေါင်းစုံကိုလူအခွင့်အရေးအပြည့်အဝရတဲ့ နိုင်ငံတော်တစ်ခုတည်ဆောက်မယ်ဆိုတော့ကျွန်တော်တို့ရည်ရောရည်ရွယ်လိုက်ရင်အဲ့ဒီလိုဆန္ဒထားလိုက်ရင်အင်ရှာအလာ များမကြာခင်မှာကျွန်တော်တို့နိုင်ငံသည်ကျွန်တော်တည်ငြိမ်အေးချမ်းနဲ့တာယာဝပြောတဲ့ဖွံ့ဖြိုးတဲ့နိုင်ငံတစ်ခုဖြစ်လာမှာပါလို့ဒါလေးနောက်ဆုံးအနေနဲ့တင်ပြခြင်းပါတယ်